မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်မင်းအောင်လိုင်းရဲ့ဘုံကျဲမပြန့်အပြင်းရက်တပတ်တိုးပြန့်နေကြောင်းတင်ဆက်ပေးပါမယ်မင်းအောင်လိုင်းမှာ၎င်းပေးထားတဲ့ကိရင်းကိုတီရဲဆုံယုံမြသဘောနဲ့ AB 30 ठी အပြင်းရက်ထားမယ်လို့ဆိုလာပြန်ပါတယ်၎င်းရဲ့စကားကဘလို့မှအနှစ်သာရမရှိဆိုတာကိုလည်းအားလုံးကသဘောပေါက်ထားကြပြီလည်းဖြစ်ပါတယ်တပတ်မကနှစ်ပတ်တိုးတယ်ဆိုစရောဘသူကမှလည်းခေါင်းနဲ့ထဲထားကြတော့မှမဟုတ်ပါဘူး economic သတင်းကြီးကအပြင်းရက်ထားတဲ့ဆိုတဲ့ကာလအတွင်းပြည်သူများကိုလေကြောင်းမှအကြိမ်ပေါင်း120 ဆိုင်ကန်တိုက်ခိုက်ခဲ့လို့လူပေါင်း၈၀သေဆုံးသွားတဲ့တဲ့ရင်ကိုကဘာတီထုတ်ဖော်ရေးသားလာပါတယ်။ ၎င်းတို့ရဲ့လက်ဝဲကြောင့်မြန်မာဟာနှစ်ထပ်ခွန်းကတ်ဆိုင်ခဲ့ရပြီဖြစ်တယ်လို့လည်းခေါင်းစဉ်တက်ထားပါတယ်မြန်မာပြည်သူတွေအဖို့လည်း၎င်းတို့ကိုလူလူတော်သဘောမထားတော့ဘဲကိန်းကနန်းတစ်ခုမြသာယူဆခဲ့ရတဲ့အဖြစ်ကိုလည်းတသက်တာမေးပြောင်နိုင်ကြမှာမဟုတ်ပါဘူးလက်ရှိမှာမြင်းကလင်းတန်တဲ့ပြည်သူ6000ခန်းရွှေပြင်တဲများနဲ့နေနေကြပြီးလူနှစ်တန်းခန့်အရေးပေါ်အကူအညီများလိုအပ်နေတယ်လို့ကုလသမဂ္ဂကထုတ်ဖော်ပြောဆိုခဲ့ပါတယ်နိုင်ငံသားကြီးကမ္ဘာနဲ့ခေတ်သွားတဲ့ဗဟုဘန်တို့ကလည်းအပြင်မှာတဲထိုးပြီးလဲပတ်နေကြပါတယ် စစ်ကောင်စီကနေပြည်တော်ဖြစ်သွားတာကိုရခိုင်အနေထားတိုင်းပြန်ရအောင်ဘလို့မှမစမ်းဆောင်နိုင်တော့ပါဘူးနေပြည်တော်ကမန္တလေးပြည်ရင်အတိအပြအများဆုံးဖြစ်တယ်လို့သိရပါတယ်ဝန်ထမ်းအင်ယာ136လုံးပြိုကျသွားပြီး494လုံးပြည့်စည်သွားပြီး630ကလူနေလို့မဖြစ်တော့ဘူးလို့၎င်းတို့ထုတ်ပြန်ထားတဲ့သတင်းတွေမှာဆိုပါတယ်မင်းအောင်လိုင်းကတော့အကြီးစားတစ်ခုတည်းသောအဆောင်ကြီးများတိဆောက်ချင်းထက်တင်းငယ်ပြီးစနစ်တကျစီမံထားတဲ့အဆောင်တွေကိုတိဆောက်တင်ကြောင်းငလင်တန်ကို8.3ညအထိကန်နိုင်ရှိရန်လုပ်သွားမယ်လို့ဆိုပါတယ်ဒါပေမဲ့မင်းအောင်လိုင်းအလိုရှိနေတဲ့ နျူကလ িয়ার ဓာတ်ပေါင်းဖို့ကိုဆက်ပြီးအကောင့်ထည့်ဖို့သွားမယ်လို့တာဝန်ယူတိဆောက်ပြီးမဲ့ရုရှားရှင်ရိုဇာတွန်ကုမ္ပဏီမှသတင်းထုတ်ပြန်လာပါတယ်။အစိုးပြုထားတဲ့55မဂါဝက်ရှိဓာတ်ပေါင်းဖို့နှစ်ခုကိုမြည်သည့်နေရာမြည်သည့်အချိန်ဆိုတာနဲ့ပတ်သက်ပြီးတော့မသိရသေးပါဘူး။လာရှုမှလည်းတရုတ်တန်တမန်တင်ရင်ချင်းကိုရိုင်းရောက်ရှိလာပြီးအပြစ်ခတ်ရဲစဲမှုစောင့်ကြည့်အုပ်စုဆိုတဲ့စာရမ်းများချိန်ဆွဲထားတဲ့တရုတ်စစ်ကားတွေရောက်ရှိလာတယ်လို့သိရပါတယ်။လာရှုရှိစင်နဂါဟိုတယ်မှာလည်းမြန်မာစစ်ဘက်အရာရှိများနဲ့ဆွေးနွေးနေကြဆင်ဖြစ်ပါတယ်။နှစ်ဖက်စလုံးမှလာရှုရဲ့အနေအထား ကိုတစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘူးလို့လည်း AFP သတင်းကဖော်ပြပါဗျာ။ အဲ့ဒီလိုနှစ်ဖက်စလုံးကရှက်နေကြပုံရှိတော့လေတရုတ်တို့ရောက်ရှိလာတဲ့အဖြစ်ကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှအတည်ပြုလိုက်ပြီးဖြစ်ပါတယ်။နှစ်ဖက်စလုံးကမြောက်ပိုင်းမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်ထိန်းသိမ်းပေးခဲ့တဲ့တရုတ်နိုင်ငံရဲ့အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကိုကျေးဇူးဥပဒေရတင်နေကြတယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရအပတ်စဉ်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာကိုပါကိုကြောသက်ရင်သက်ပြောဆိုသွားခဲ့ပါတယ်။ဒါပေမဲ့တရုတ်ကတွေ့ရမဲ့နေရှာတဲ့မြန်မာစစ်ကောင်ဆောင်တွေကိုကြုံယုံကြုံကောင်းနေဖြစ်လာစေဖို့အကြိုက်ပေးမြှုပ်ဆွေးနေရတာဖြစ်ပါတယ်။အခုလည်းလာရှုကို ီမံခန့်ခွဲပြီးဖို့တင်ယူခြင်းလက်ထက်ထိုးအပ်လိုက်ရပါပြီ။ MND စစ်စင်းခိတ်တွေကမြို့လဲကောင်မှမြောက်ဖက်9မိုင်တောင်ဘက်3မိုင်กว่าမှာချထားပြီးကိုကန့်တို့ရဲ့နေနမိတ်စီးချထားပုံရတယ်လို့ဒေသခံတွေအပြောကိုကိုကပြီးမြမနောင်းမှာဖော်ပြထားပါတယ်။ကိုကန့်ဖွဲ့ကလာရှုံမြူတဲ့ရှေ့စက်ပစ္စည်းတစ်ခုမကြံဖြုတ်ယူသွားတယ်လို့လည်းသိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PDF တိုင်ရင်းတွေကနိုင်ငံအလဲပိုင်းကိုချိန်ချောက်လာနေတာဖြစ်ပြီးစကိုင်းမန္တလေးဘကိုတနင်္သာရီတို့မှာစစ်ကမ်းပေါင်း162ခုကိုသိမ်းယူထားပြီဖြစ်ပါတယ်။ဒါအပြင် ခန့်ပတ်ရွှေပြည်မော်လူစင်ကူတကောင်တပိတ်ချင်းပင်လေဘူးအင်းတော်စုစုပေါင်းမျိုးရှင်မျိုးကိုတင်ပိုက်ထားနိုင်ခဲ့ပါတယ်အခုကတိုင်ခတ်ရေးစွမ်းရည်နဲ့လက်နက်အင်အားတောင်းတင်းလာပြီးဖြစ်ပြီးထိုးစစ်ကြီးများရေရှည်စင်နန်းနိုင်စွမ်းရှိလာပြီလို့လည်းရေးသားဖော်ပြထားပါတယ်။ညီနောင်သုံးဘော်အဖွဲ့ကလက်ရှိအနေအထားရအောင်ဆယ်နှစ်ခန့်အချိန်ယူခဲ့ရတော့လဲ PDF တွင်က၄နှစ်အတွင်းအောင်မြင်စွာဇက်တိုက်ရရှိလာတယ်လို့ဆိုပါတယ်။ နောက်တဲ့တပုတ်အနေနဲ့မြန်မာမြောက်ပိုင်းဒေသစစ်ပွဲရင်အောင်လုပ်မယ်လို့တင်ရုပ်ဆိုရပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာလက်နက်ကင်ဒေါ်လာရင်းအတွက်အားအကောင်းဆုံး2029ခုနှစ်စစ်စင်ရေးပေါ်ထွက်ခဲ့တဲ့မြန်မာနိုင်ငံမြောက်ပိုင်းဒေသအတွင်းစစ်ပွဲများရပ်တန့်အောင်လုပ်မယ်လို့တင်ရုပ်ဆိုရဘက်ကတင်ရဝင်ထုတ်ပြောလိုက်ပါတယ်။တရုတ်နိုင်ငံချိုင်းဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကအေပီလ22ရက်ကပြုလုပ်တဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာအထပ်ပါတိုင်းထည့်သွင်းပြောကြားလိုက်တာပါ။ တရုတ်နိုင်ငံကကုမင်းငြိမ်းချမ်းရေးတွဲဆောင်ဆွေးနွေးပွဲလုပ်ငန်းစဉ်တိုးတက်အောင်ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းဒေသစစ်ပွဲများရပ်တန့်ဖို့အတွက်ဆွေးနွေးပွဲတွေကိုလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဗတ်အတီးတီးနဲ့အတူတရုတ်မြန်မာနယ်စပ်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့၎င်းကပြောပါတယ်။ကိုကန့်တက် MND တင်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကိုစစ်ကောင်စီတပ်ထံကို AP 22ရဲ့ညီမလွှဲပြောင်းပေးလိုက်ပြီးတော့အခုလိုပြောကြားလိုက်တာပါ။ဒါပြင်စစ်ကောင်စီနဲ့မြန်မာမျိုးသားဒီမိုကရက်တစ်တပ်မတော် MND တို့က မြန်မာနိုင်ငံမြောက်ပိုင်းဒေသငြိမ်းချမ်းရေးနဲ့တည်ငြိမ်ကိုထိန်းသိမ်းရမှာတရုတ်နိုင်ငံရဲ့အပြုသဘောဆောင်တဲ့အခမ်းကဏ္ဍကိုချီးကျူးကြောင်းနဲ့ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့တယ်လို့တရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ။ TNL ကိုလည်းသူတို့မရရအောင်လုပ်လိမ့်မယ်။ KYI ကတော့အဲ့ဒီလောက်လွှဲမှမဟုတ်ဘူး။ဒါပေမဲ့ KYI သာစိတ်ရက်သွားရင်လည်းဘာမှမျှော်လင့်စရာမရှိတော့ဘူးလို့နိုင်ငံရေးလှိလာသုံးသက်သူတဦးကမှတ်ချက်ပြုပါတယ်။အဲ့ဒီလိုတရုတ်အစိုးရပြောတဲ့အတိုင်းခုနှစ်တွင်ဖြစ်ပေါ်လာပါကຫນွေဥတော်လိုင်းအတွက်စိုးရင်ပွဲဖြစ်တယ်လို့၎င်းကသုံးသက်ပါတယ်။ဘာလို့လဲဆိုတော့မြန်မာရဲ့အဓိကတော်လိုင်းမှန်တိုင်းက EEO တွေပဲလို့ပြောလို့ရတယ်။အဲ့ဒါအောင်မှ KYI နဲ့ EEO တို့ကအဓိကကြနေတယ်။သူတို့နောက်မှရှုံချရတာကချင်းနဲ့ကင်းရင်ရှိမယ်။သူတို့ရက်ရင် PDF တွေလည်းဘာမှလုံးလို့ရတော့မှမဟုတ်ဘူး။သူတို့သာရက်ရင်တော်လိုင်း ိုင်းကြီးနဲ့ထိခိုက်သွားနိုင်တဲ့ဒါကိုတရုတ်ကလည်းကောင်းကောင်းကြီးသိထားလိမ့်မယ်လို့၎င်းကသုံးသပ်ပြောကြားပါတယ်။အဲဒီလိုတရုတ်နိုင်ငံကမြန်မာပြည်ရင်းနဲ့ပတ်သက်ပြီးဝင်ရောက်ဆွတ်ဖက်နေမှုကိုမြန်မာပြည်သူတွေနဲ့တကွာဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကမှနှင်းမြူကြပါဘူး။ဗဇက်ကသာမြန်မာပြည်တွင်ရေမဆွတ်ဖက်တဲ့မှုကိုလက်ကင်ထားတယ်လို့ပြောနေတာပါ။ပြောင်ပြောင်တင်းတင်းကိုဆွတ်ဖက်နေတာအားလုံးမြင်သားနေတာပဲ။အနည်းဆက်ဆုံးဥပမာဆိုရင် လာရှိုကိစ္စသာကြည့်တော်လို့ရန်ကုန်မြို့နယ်စာအုပ်ထုတ်ဝေရေလုပ်ငန်းလုပ်ကိုင်နေသူတောက်ကပြောပါတယ်။ တရုတ်နိုင်ငံချိုင်းဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကမြန်မာနိုင်ငံမြောက်ပိုင်းငင်းချိုင်းနဲ့တည်ငြိမ်မှုကိုထိတ်သိမ်းခြင်းကနှစ်နိုင်ငံအကျိုးစီးပွားအတွက်ကိုက်ညီပြီးတရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့အချုပ်ချံအာဏာနဲ့နေမြီတည်တံခိုင်မြဲရေးကိုအလေးထားလေးစားတယ်လို့ဆက်ပြောပါရယ်။ဒါအပြင်မြန်မာနိုင်ငံဆိုင်ရာဆက်ဆက်အဖွဲ့အစည်းတွေရဲ့ဆန္ဒနဲ့တောင်းဆိုချက်တွေအရမြန်မာနိုင်ငံမြောက်ပိုင်းငင်းချိုင်းလုပ်ငန်းစဉ်ကိုတရုတ်နိုင်ငံကတက်ကြွစွာပံ့ပိုးကူညီနေတယ်လို့၎င်းကပြောပါရယ်။တပန်စစ်ကောင်စီနဲ့ MNDA တို့ရဲ့ဖိတ်ကြားချက်အရတရုတ်စိုးရအနေနဲ့မကြသေးမီကအပြစ်ကတ်ရဲ့စေမှုစောင့်ကြည့်ရေးအဖွဲ့ကိုလာရှုမြို့ကိုဆင်လို့ ခဲ့ပြီးအဲ့ဒီနှစ်ဖွဲ့ကြားပြစ်ခတ်ရေးဆိုင်ကိုစောင့်ကြည့်မှဖြစ်ကြောင်း လာရှုံမြို့ချုံးမွေစွာလွှဲပြောင်းပင်းရဲ့ခြင်းကိုမျက်မြင်သက်သေခံသွားမှဖြစ်ကြောင်းပြောရေးဆိုခွင့်ရှိသူကပြောပါရယ်တရုတ်ဆိုရကမြောက်ပိုင်းညီနောင်တုံးဖွဲ့ဖြစ်တဲ့ MNDE တောင်းတက်မတော် DNL အရခတ်တက်တော်အီတို့နဲ့စစ်ကောင်စီတပ်တို့အကြားအပြစ်ခတ်ရေးဆေးရေးဆွေးနွေးပွဲတွေကိုပြုလုပ်ဖို့အကြောင်းဝင်လှုံ့ဆော်နေရရှိကြောင်းသိရပါရယ်စစ်ကောင်စီတပ်ကင်းစင်ရင်နဲ့ကြားဖြတ်နေနေတို့အတွက် UTB ရှမ်းပြည်မြောက်ပိုင်းမှာညီနောင်တုံးဖွဲ့ပူပေါင်းပြီး2029စစ်စင်ရင်မြင်နဲ့လွန်ခဲ့တဲ့2023ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာစတင်ဆင်နွှဲခဲ့ပြီးအောင်မြင်မှုများစွာရရှိသလိုလက်နက်ကင်တော်လိုက်အရှင် င်ကိုလည်းများစွာမြင့်တင်နိုင်ခဲ့ပါတယ်။အာ